မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ artist artistry ကနေပကြီးပညာရှင်တွေရဲ့ပကြီးပြပွဲတွေကိုတင်ဆက်ပေးသလိုပကြီးကားတွေနဲ့ပကြီးရှာတွေရဲ့ demonstration တွေကိုလည်းတင်ဆက်ပေးနေကြပါအခုဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ပကြီးရှာများရဲ့ရေးဟန်တွေကိုတင်ဆက်ပေးချင်တာပါအရင်ရှေ့ကတစ်ခေါက်မှာလေတခြားသောပကြီးရှာတွေရဲ့ ရည်ဟန်တွေကို တင်ဆက်ပေးထားပါတယ်။ဒါမဲ့အခုဒီတစ်ခေါက်မှာတော့မန်နီမျိုးကကွယ်လွန်သွားပြီဖြစ်တဲ့ဆရာကြီးဦးစောဝင်းရဲ့ရည်ဟန်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဆရာကြီးဟာပကြီကားတွေကိုဘလို့ရေးဖွဲ့တဲ့ဆိုတာကိုအခုဒီဗီဒီယိုလေးမှာကြည့်ရှုလေ့လာကြည့်ကြရအောင်ပါခင်ဗျာ။ ဆရာကြီးဦးဇော်ဝင်းရဲ့ရေစည်းပကြီးကားကို ရေးဖွဲ့တဲ့ဟာမှာခင်ဗျာဆရာကြီးဦးဇော်ဝင်းဟာရေစည်းကိုရေးသားရမှာ များသောအားဖြင့်အောက်တို့ထွက်ပြီးရေးဆွဲလေရှိပါလေအောက်တို့ထွက်ပြီးရေးသားရကို အာတန်သူဖြစ်တာမဟုတ်အားလည်းရရှိတဲ့အခါတိုင်းဆရာရဲ့တပည့်တွေနဲ့အတူတူအောက်တို့ထွက်ပြီးရေးဆွဲထားတာကိုရိုက်ကူးထားတဲ့မှတ်တမ်းလေးတစ်ခုပါခင်ဗျာ ရှာကြီးရဲ့ portrait ကို pastel နဲ့ရေးသားတဲ့ဟာမှာခင်ဗျာမန်းနေမြို့မှာရှိတဲ့ Colorado Source Art Gallery မှာရှာကြီးရဲ့လက်တွေ့ရေးဆွဲပြသမှုမှာရေးစီစီစီကို ရေးသားပြသခြင်းမပြုဘဲ pastel နဲ့ portrait ကို ရေးသားခဲ့တာပါ ်အခုတင်ဆက်ပေးနေတဲ့အစီအစဉ်လေးကပကြီးဆရာကြီးများစွာတို့ရဲ့ကိုပိုင်ဟန်ရေးဖွဲ့ပုံလေးတွေကိုရွေးချယ်တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်ခင်ဗျာဆရာကြီးတွေရဲ့ရေးသားဟန်ကိုလေ့လာ အတူယူနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ်နောက်ထပ်များမှာလည်းတခြားသောပကြီးဆရာများစွာတို့ရဲ့ရည်စည်းရတဲ့အခါဘယ်လိုရေးသားလဲစီစေးအက်ခရစ်လစ်ရေးတဲ့အခါဘယ်လိုရေးလဲဆိုတာလေးတွေကိုလည်း ကျွန်တော်လိုက်လံရှာဖွေပြီးတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ်ရှာစီဥဇော်ဝင်ရဲ့ acrylic ဒါမှမဟုတ်စီစေးပကြီးကိုရေးသားတဲ့အခါမြင်တွေ့ရတဲ့ရှာကြီးရဲ့ကိုပိုင်ဟာမှာခင်ဗျာ။